မင်္ဂလာပါရှင်တာတော်ဝိုင်းတထောင်မုံချန်နယ်ကကြိုဆိုပါရရှင်ဒီနေ့မှာကျွန်မကပေါ့နော်အဲဒီချင်းတင်ကိုဘလူတွေတတိယနေ့လဲတတိယလွမ်းဆုံနေ့လဲတွေ့ချင်းနေ့လဲပေါ့နော်အဲ့ဒါလေးကိုကျွန်မကကြည့်ပေးမယ်ပေါ့နော်ဒီနေ့ reading ကတော့ collective reading ပါနော် collective reading ဖြစ်ပါတယ်အဲ့တော့တင်ကိုဘလူတွေကကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းလားမိဘလားကိုယ့်ချစ်သူလားဘလူတွေကကိုယ့်ကိုတတိယလွမ်းဆုံပြီးတော့တွေ့ချင်းနေ့လဲဆိုတာကိုကြည့်ပေးမယ်နော်အော်ဒီနေ့ကလည်းညီမတို့ချင်အကျိုးနည်းလေးလေးဖြစ်ပါတယ်နော်အားလုံးကိုယ်စိတ်နှပြကျမ်းမာကျမ်းသာကြပါစေနော် တော့ဒီမှာတင့်ကိုဘသူတွေကတတိယလွမ်းဆွနေလဲပေါ့နော်တွေ့ချင်းနေလဲဆိုတာကိုဒီမှာကြည့်ပေးပါမယ်အဲ့တော့ဒီကရင်ကြည့်ပေးမယ်နော်အဲ့တော့ဒီမှာတင့်ကိုတွေ့ချင်းတဲ့သူတွေကကြတော့တင့်မိသားစုတွေအနေနဲ့တွေ့နေရနော်မိသားစုကိုမိသားစုကကိုကိုတွေ့ချင်းနေရမျိုးတချို့လေးကကိုမိသားစုတွေ့ဆုံပြီးပြီးတော့မှအဲလက်ရှိမှာဆိုဘာလဲ Nutrition ရဲ့အနေနဲ့အနေထားမျိုးတွေ့ရတယ်နော်တချို့လေးကကြတော့လေအဝေးရောက်အဝေးရောက်ပေါ့နော်အဝေးရောက်အဲအကြောင်းမျိုးကြောင့်ကိုယ့်ရဲ့အလုပ်ကိစ္စကြောင့်တော့၎င်းပေါ့နော်အကြောင်းမျိုးကြောင့် မကွဲကွာဟိုဘာလို့လဲအဝေးရောက်နေတယ်မတွေ့ဖြစ်ဘူးအဲ့အနေထားဆိုရင်ကိုယ့်ရဲ့မိသားစုကကိုယ်ကိုတွေ့ချင်နေတယ်ဆိုတဲ့အနေထားလေးပေါ့နော်တွေ့ချင်နေတယ်လူတွေနဲ့လည်းပြန်ပြီးတော့မှဆုံသွေးချင်တယ်ဆိုတဲ့အနေထားလေးတွေ့နေရတယ်နော်နောက်တစ်ခုကဒီမှာတေချာတော့ဒီမှာတင်းပြီပါအဓိကတင်းရဲ့အမေပေါ့နော်တင်းအမေကတင်းကိုတွေ့ချင်နေရယ်အဲ့တော့ပြောမဆိုရင် तू ကလေတင်းတင်းရဲ့ဒီခိုးငငယ်ရတင်းဆက်ဟိုပေါ့ ဒီတက်တဲ့အရာလေးတွေကိုသူကလည်းဟိုပြုတ်လုတ်ပေးချင်တာမျိုးပေါ့နော်ပြောဒီမှာဒီနေရာအနေထားမှာဆိုရင်တင်ငယ်ရကြိုက်ခဲ့တဲ့အမုတ်ကလေးပဲဖြစ်ဖြစ်အစားတောက်လေးပဲဖြစ်ဖြစ်အဟင်းလေးပဲဖြစ်ဖြစ်ချက်ပေးချင်တာမျိုးအဲတင့်ရအမေကအတိဒီမှာတင့်အမေလည်းတင့်ကိုတတိယရတယ်ဆိုရက်တွေ့ရနော်တင့်အမေကတင့်တတိယနေရဲ့အဲ့တော့တွေ့ချင်နေရဆိုအနေထားတွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့မိဘကိုယ်တွေ့ချင်နေရလွမ်းနေရပေါ့နော်တွေ့ရတယ်အဲ့တော့အเจ้าမျိုးเจ้าတချို့လေးတွေပေါ့နော် ိုးရောက်ပြီးတော့မှမတွေ့ရတဲ့အနေအထားမှာဆိုရင်မိဘတွေကလည်းကိုကိုတွေ့ကျင်နေရဆိုတဲ့အနေအထားကိုကြိုက်တဲ့ဟင်းလေးတွေကိုချက်ပေးကျင်နေရဆိုတဲ့အနေအထားတချို့လေးကဒီမှာကိုမိဘနဲ့ပြန်လည်ဆုံးသွေ့ပြီးတော့မှကိုမိဘကိုကြိုက်တဲ့အရာလေးကိုပြုလုပ်ပေးတဲ့အနေအထားကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်မထပ်ကြည့်ပေးမယ်ကိုဘသူတွေတတိယလဲဆိုတော့လေအကျွန်မဒီကလေးကတော့ရှက်ဖဲလုပ်ပြီးသားပေါ့နော်ရှက်ဖဲလုပ်ပြီးသားဆိုတော့ကလေးကျွန်မတကယ်ချင်းကြီးဆွဲထုတ်ပြီးတော့မှကြည့်ပေးမယ်နော်အော်ဒီမှာကိုရဲ့ ိုတတိယနေရသူတွေကကိုနဲ့တငယ်ချင်းပေါ့နော် close friend တွေကိုနဲ့ဟိုတစ်ချိန်မှာဟိုပေါ့အရင်အရင်ကိုနဲ့ဒီငယ်တငယ်ချင်းတွေပေါ့နော် close friend ငယ်တငယ်ချင်း classmate ပေါ့အဲ့လိုတငယ်ချင်းတွေကတင်တုံတတိယနေရသူတို့ချင်းမှာဆိုတင်းနဲ့တသွားလာလာစားတော့အဲအဲ့လိုမျိုးအနေထားကိုတတိယနေရဆိုအနေထားတွေ့နေရရယ်နော်ဒီမှာတငယ်ချင်းတွေကတုံတတိယနေရ collective လေးကိုလေနောက်တစ်ခုက တင်းရဲ့လှုပ်ဖော်ကင်ဖက်တွေဒီမှာမြင်ရတာလေတင်းရဲ့လှုပ်ဖော်ကင်ဖက်အဟောင်းလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အလုပ်တစ်ဖြစ်ဖြစ်အလုပ်ဟောင်းဖြစ်ဖြစ်ကြံခဲ့တဲ့ကိုလှုပ်ခဲ့တဲ့အလုပ်ဟောင်းဖြစ်ဖြစ်ဒီလက်ရှိလုပ်နေတဲ့အလုပ်မှာပဲဖြစ်ဖြစ်ပေါ့နော်တင်းကိုသတိရနေရဆိုတဲ့အနေထားလေးတွေ့နေရတယ်တင်းနဲ့ဟိုပြောမှဆိုတင်းနဲ့ဟိုသူတို့လှုပ်ကင်လှုပ်ခဲ့ဟိုအလုပ်လှုပ်ခဲ့မှုတွေတင်းနဲ့ပျော်ရွှင်ရတဲ့ကလေးကိုဖျက်ချော်ခွဲမှုတွေဒီလိုချိန်မှာဆိုရင်တင်းတို့ကသတိရနေရပေါ့နော်အဲ့တော့သူတို့တွေကသူ့အသေးရနေကြတယ်ဒီမှာလဲကိုယ့်ရဲ့ ငယ်တငယ်ချင်း close friend လေးတွေပေါ့နော် classmate ဖြစ်ဖြစ်ပေါ့နော်အဲဒီငယ်တငယ်ချင်းတွေတွေ့တည်ရတာမျိုးကိုယ့်ရဲ့အဲဒီအရင်လောက်ပဲဖြစ်လက်ရှိလောက်မှာဖြစ်ကိုလုတ်ခဲ့လုတ်လုတ်ခဲ့တဲ့နေရာတငယ်ချင်းတွေနေရာကိုယ့်ကိုပြောဒီလိုချင်းမှာကိုယ့်ကိုသတိရနေရဆိုတဲ့အနေထားပြန်တွေ့ချင်းနေရကွာပြန်တွေ့ချင်းပြန်တွေ့ချင်းနေဒီလိုနေထားမှာဆိုရင်အဲဒီအရင်နှစ်မှာလာဒီနှစ်လိုပဲ ြန်ပြီးတော့မှပေါ့ပြောမလို့ဆိုရှင်အဲတွားတွားလာလာလေးနဲ့စားစားဟိုတွားတွားတွားလာတာမျိုးအဲတွားလာတာမျိုးဒါမှမဟုတ်လည်းပျော်ပွားလေးနဲ့အိမ်မှာမိုးလှုပ်စားတာမျိုးတခုခုလှုပ်စားတာမျိုးအဲအဲ့လိုအနေအထားမျိုးလေးကိုသူတို့ကပြန်ပြီးတော့မှလေးကိုတွားဟိုကိုနဲ့သူတို့ဖြတ်တန်းချင်နေတယ်သူတို့ရဲ့မျိုးလေးပေါ့နော်တွေ့နေရပါတယ်အနာတခုတင်ဘလို့တတိယလည်းကျွန်မဆက်ကြည့်အောင်ပဲ။အိုး။တင်ရဲ့ဒီလက်ရှိရှစ်သူလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်။တင်ရှစ်သူပေါ့နော်။ သူချစ်သူကသူတင်းတတိယတဲ့အနေထားမျိုးလည်းတွေ့နေရတယ်။ quality လေးတွေဒီမှာကြည့်။အော်ပြောမှဆိုရင်တင်းနဲ့ပေါ့နော်တင်းနဲ့အမှတ်တရရှိခဲ့တဲ့အနည်းရလေးတွေသူတတိယနေရတယ်။တင်းရဲ့ချစ်သူပေါ့နော်တင်းလက်ရှိ relation ရှိတဲ့သူလေးတွေပေါ့နော်ဒီမှာတွေ့နေရတယ်။အဲ့တော့တင်းဟောဘူးတွေတတိယလဲဆိုတဲ့အနေထားမှာကိုယ့်ရဲ့မိဘတွေတတိယရတယ်။အဲတတိယရတယ်။ကိုယ့်ရဲ့အပေါင်းအသင်းတွေမိတ်ဆွေတွေနောက်တစ်ခုကကိုယ့်ရဲ့ငယ်တငယ်ချင်းလက်ရှိဒီမှာကိုယ့်ရဲ့ချစ်သူပေါ့နော်ကိုယ့်ချစ်သူဒီမှာတင်းနဲ့ဟိုပေါ့ ်နည်းနည်းပတ်သက်တဲ့ဟို memory တွေကိုသူတွေးတွေးဆုံခဲ့တဲ့အကြောင်းကတွေးဆုံခဲ့တဲ့နေရက်ကလေးတွေတွေးခဲ့တဲ့နေရာလေးတွေကိုသတိရတယ်လွမ်းဆွနေရဲဆိုတဲ့အနေထားကိုတွေ့နေရတင်းချစ်သူပေါ့နော်တွေ့နေရပါတယ်ဒီမှာတော့ဘယ်သူတွေသတိရကျွန်မထပ်ကြည့်ပေးပါအောင်ပါနော်အော်တချို့လေးရလေဒီမှာကြည့်ကောမှာဖုန်းလေးရေးဆက်ပြီးတော့မှာ အဲတတိယအကြောင်းပြောဆိုနေတာမျိုးလွမ်းကြောင်းတွေပြောဆိုနေတာပေါ့ဗောနော်လက်ရှိရှိမှာဆိုတချို့လေးတွေကဒါမှမဟုတ် social media ကနေစာလေးပို့ပြီးတော့မှတတိယအကြောင်းတင်ဝင်လာပြီးတော့မှစာလေးလာပို့တာမျိုးပေါ့နော်အဲ collective တွေတွေ့နေတာနော်အဲ့တော့တစ်ဖက်သူနေတစ်ဖက်သူတစ်ဖက်တင်းရဲ့ချစ်သူလည်းဖြစ်ကောင်းဖြစ်နိုင်မယ်အဲ့ချစ်သူ အဲဒါမို့လို့ရှင်လဲနောက်တစ်ခုတွေ့ရတာကတော့တင်းတဲ့ဒီအတိတ်မှာအတိပြီးခဲ့တဲ့သူလည်းဖြစ်နေမယ်เนาะအတိပြီးခဲ့သူကတင်လာပြီးတော့မှဖုန်းဆက်တာမျိုးဒါမို့လဲဆိုရှယ်မီဒီယာနေစာပို့တာမျိုးတင်းတတိယအကြောင်းလဲဆိုကြအောင်ပြောချင်တာလို့ပြီးတော့နောက်တစ်ခုကတင်းတွေးချင်တယ်ဆိုတဲ့အနေထားလဲသူပြောနေရတဲ့အနေထားမျိုးပေါ့เนาะဒီမှာဒီမှာတင်းအတိတ်ကလို့တင်းတဲ့တိတ်မကြခင်ကတင်းတဲ့တိတ်မကြခင်ကကွဲဝါတဲ့သူပေါ့เนาะမကြခင်ကရိုရှင်းတစ်ခုပြီးဆုံးသွားတယ်သူအသေးလေးကွဲပြီးတော့သူကပိုက်ပြီးတော့ထွက်လာတယ်ပေါ့เนาะဒီမှာကြည့် တစ်ဖက်သူပေါ့နော်တစ်ဖက်သူတနေ့အဲမကြခင် break out ဖြစ်သွားတဲ့သူကသူကလည်းတင်အောင်တတိယအနေနဲ့ပြောမှဆိုတနေ့ဖျက်တန်းခဲ့တဲ့အရာလေးကိုဟိုစိတ်ထဲမှာတနေ့ပတ်သက်ပြီးတော့ဝမ်းနဲ့ပေးမှလည်းတနေ့တင်တနေ့ပတ်သက်တဲ့ memory ကိုသူ့စိတ်ထဲမှာအမှတ်ရနေရဲဆိုတဲ့အနေထားကိုတွေ့နေရတဲ့တစ်ဖက်သူမှာလေအရင်ထဲမှာတော့နာကျင်ပေမှာလည်းတင်ရနဲ့ပတ်သက်တဲ့ဟိုပေါ့ပြောမှဆိုရင်တွားတွားလာတွားခဲ့တဲ့နေရာလေးတွေဟိုသူစောက်တောက်ခဲ့တဲ့နေရာလေးကိုတတိယနေရာမျိုးတွေ့ရတယ်နော်အဲ့တော့ပြောမှဆိုရင်တစ်ဖက်သူ တေချာရဒီမှာမြင်ရတမအတိတ် ကတူပေါ့နော်တင်းနဲ့ပြဆဲပြီးတဲ့လူလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမှမဟုတ်တင်း H လည်းဖြစ်လိမ့်မယ်ပေါ့နော်တင်းချောင်းလေးသူတွေးနေတာမျိုးဒီကာလာတင်းမှာတင်းချောင်းလေးတွေးပြီးတော့မှတတိယနေတယ်နည်းနည်းသူ့နှလုံးသားမှာနနာချင်းမှုတွေနည်းနည်းရှိတာမျိုးပေါ့နော်အဲအဲ့လိုအနေထားမျိုးတွေးနေတာတင်းချောင်းလေးကိုသူတွေးနေတယ်တင်းချောင်းလေးတွေးနေတဲ့အနေထားမျိုးလည်းရှိတယ်တတိယနေအနေထားမျိုးလည်းရှိတယ်မကြည့်အဲ့တော့ပြောမယ်ဆိုလို့ရှင်တစ်ဖက်လူနဲ့တင်းချာမှာရှိရဲ့ဟိုပေါ့နော်အဲဒီမှာကြည့်ရတာတော့ ဒီမှာကြည့်ရတာဒီမှာကြည့်တင်မဖြစ်ဖြစ်ဒီမှာကျမဖြစ်ဒါကတော့နှစ်ခုစလုံးမနေဖြစ်နေတယ်တင်းဘက်ကလည်းတတိယနေရယ်သူ့ဘက်ကလည်းတတိယနေအနေထားမျိုးဒီမှာကြည့် ။ဒီကအာရုံစောက်ပြီးတော့ဒီမှာတစ်ခုကိုကြည့်နေဆိုတော့အနေထားမှာဆိုရင်လေတစ်ဖက်သူကလည်းတုံတတိရတယ်။အပြန်လန်တတိရနေတဲ့အနေထားမျိုးအဲ့တော့သူတစ်ဖက်သူတစ်ဖက်သားတစ်ဖက်တည်းတော့မဟုတ်ဘူးနော်ဒီမှာမြင်ရတယ်ကျွန်မနှစ်ခုလုံးမြင်ရတယ်။အဲ့တော့ဟိုကိုယ့်ရဲ့အဆက်သက်ပြည့်နေသူသူအဆက်သက်ပြည့်နေသူဒါမှမဟုတ်လဲ ace ပေါ့နော်။အဲ့တော့သူကကိုယ့်တတိရနေတယ်ကိုယ်ကလည်းပြန်လန်ပြီးတော့မှသူ့အကြောင်းနဲ့တွေးမိပြီးတော့မှကိုယ်တတိရနေရဆိုတဲ့အနေထားမျိုးလည်းတွေ့နေရတယ်နော်။အဲ့တော့ collective လေးတွေကိုယ်တို့လေးတွေပါကျွန်မမြင်နေရတာလေကိုယ်နဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့အဲကိုယ့်ရဲ့အဆက်ဟောင်း အဆက်ဟောင်းတော့မို့လဲ connection ပြတ်နေတဲ့သူတအိုးတယောက်လည်းတွေ့နေရတယ်တချို့လေးတွေ relation ရှိတဲ့လူတွေကလည်းနည်းနည်းလက်ရှိမှာမတွေ့ဖြစ်ကြဘူးဗောမတွေ့ဖြစ်တာကြာခဲ့ပြီအဲအဲ့အနေထားမှာတတိယနေရလွမ်းဆုံနေတဲ့ဒီကာလာလေးမှာတင့်ကိုလွမ်းနေတယ်တင့်ကိုတွေ့ချင်တယ်အဲတွေ့ဖို့လည်းဒီမှာ try နေရမျိုးဗောနော်တွေ့ဖို့ try နေတဲ့အနေထားမျိုးလည်းတွေ့နေရတယ်နော် collective လေးတွေကိုလေအဲပြောမှဆိုတင့်ကြောက်သူစဉ်းစားနေရဗောနော်တင့်ကြောက်သူစဉ်းစားနေပြီးတော့မှတွေးတွန်းနေရပါတော့တစ်ဖက်သူပါလေအဲ့တော့တေချာတာတင်းရဲ့ဒီမှာမြင်ရတာလေအဲတင်းချစ်သူတင်းရဲ့ relationship เออจิตตุบ่เนาะนาวตะคูว่าจ้ะเนาะตินเนี่ยไอ้ตึ้มมาปี้ซ้องแค่ได้ตูก็เลยผิดเลยแม้นะคูลงจมมาเนี่ยนะบ่เนาะปี้ซ้องแค่ได้ลูกอัศแต่เป็ดเนี่ยลูกตินจองเนี่ยต้วยเนี่ยตินจองเนี่ยต้วยพี่แล้วมาเลยโหบลูမျိုးแต่โหบ่แล้วมาဆိုရင်โหตินเอ็กซ์ก็เลยเนเนตินก็ဆက်ต่อเฉยเนี่ยล่ะမျိုးไอ้ตัวก็บลูဆက်ต่อให้ก้าวมั้ยဆိုရင်อันนี้อย่างตูစဉ်းစားနေရဲ့ဆိုတဲ့အရာကိုတွေ့နေရเนาะตูตะဖက်ตูอ่ะดิဒီมาจิအဲ့တော့ တော့ဒီမှာဆိုလို့ရှိရင်တင်းနဲ့ပတ်သက်တဲ့အရာလေးတွေသူရေးမှတ်ထားတယ်ဗောနော် memory လေးတင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးသူရေးမှတ်ပြီးတော့မှာဟုတ်သူမှလေတချို့လေးတွေမှာဆိုရင်ဒီလို diary ရေးတဲ့ဝါသနာပါတဲ့သူတွေပါလိမ့်မယ်အတင်ပဲဖြစ်ဖြစ်တစ်ဖက်သူလည်းဖြစ်ဖြစ်ပေါ့နော်အဲ့တော့တေချာကတော့တစ်ဖက်သူအနေထားမှာတွေ့ရတယ်နော်တစ်ဖက်သူအနေထားမှာအဲတင်ပြောမယ်ဆိုရင်ကိုယ်နဲ့ပတ်သက်တဲ့ memory လေးတွေကိုယ့်ရဲ့ဒီအမှတ်တရနေဆွဲလေးသူအဲသူရေးထားတယ်မှတ်ထားတယ် အเจ้าငါလေးကိုသူကတွေးနေတဲ့အเจ้าလေးတွေးရင်းနဲ့တွေးနေတာမျိုးပေါ့နော်အဲ့တော့ဒီမှာလဲတစ်ဖက်သူတုံတော်လေးသတိရလွမ်းဆွနေရအနေထားတွေးရတယ်အဲ့တော့ခုနပြောခဲ့တဲ့မှာကျွန်မပြောခဲ့မှာ x လဲပါတယ် connection ပြတ်နေတဲ့သူလဲပါတယ်ပေါ့နော်အလက်ရှိကိုနဲ့ဖြစ်သူ relation ရှိရှိတဲ့ရှိတယ်ဒါပေမဲ့လဲသူနဲ့ကိုနဲ့မတွေ့ရကြတဲ့အနေထားမှာဆိုသူကကိုသတိရနေတာမျိုးလဲတွေ့နေရတယ်နော်အဲ့တော့တချို့လေးတွေ single လေးတွေပေါ့နော် relationship ပြတ်သွားတဲ့သူတွေလေးတင်းရဲ့တစ်ဖက်သူကသူ့ကို သတိရနေတဲ့ဟိုတိတ်မကြခင်မှာတင်းနဲ့ break out ဖြစ်လို့လုပ်သွားတယ်ဒါပေမဲ့လည်းသူ့ရင်ထဲမှာနာကျင်ပေမဲ့လည်းတင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေးတောနေပြီးတော့မှလေသတိရနေတာမျိုးသူ့စိတ်ထဲမှာတွေးကျင်နေတာမျိုးဘယ်လိုဆက်သွယ်ရမလဲဆိုတော့ကျိုးဆက်သွယ်ရမလဲဆိုတဲ့ဟာကိုသူကျိုးစဉ်းစားပြီးတော့မှလည်းသူအကျိုးဘယ်လိုမျိုးဟိုအသင်းချီ lab ဆက်သွယ်ဖို့အတွက်လေဘယ်လို reason မျိုးနဲ့ပြန်ပြီးသိချင်ပြန်ပြီးတော့မှဆက်သွယ်ရမလဲဆိုတော့ try ရမလဲဆိုတဲ့အနေအထားမျိုးသူတွေးတောနေတဲ့အနေအထားမျိုးတွေတွေးနေရတယ်နော် collective လေးတွေကိုလေ တွေ့နေရပါတယ်အဲ့တော့ဒီမှာကြည့်အဲ့တော့တချို့လေးတွေဒီမှာအဝေးနေရောက်နေထားလေးမှာဆိုရင်တင့်ချစ်သူကတင့်ကိုတော်တော်လေးလွမ်းနေရယ်နော်တချို့လေးအဝေးရောက်နေထားမှာတင့်ချစ်သူတင့်လက်ရှိရှိနေရဲ့ချစ်သူကတင့်ကိုလွမ်းနေရယ်ဆိုတဲ့အနေထားမျိုးတွေ့နေရတယ်နော်လွမ်းနေတယ်ဒီမှာလည်းတတိယရဲ့အနေထားဒီဘက်အပေါ်မှာလည်းတွေ့ရတယ်ဗောနော်ဒီမှာတင့်ကိုလက်ရှိတင်တချို့လေးရှိရှိတွဲနေကြတဲ့သူလေးတွေဗောနော်တင့်ကိုလွမ်းနေတယ်ဟိုပြောမယ်ဆိုရင်ဟို ကိုယ်စိတ်ထဲမှာလေတင်းနေပြည့်တင်းနေပတ်သက်တဲ့အကြောင်းအရာလေးကိုလေပြေဝရသူစဉ်းစားပြီးတော့မှအပြေဝသူ့ရင်ထဲမှာနေရာယူနေတဲ့အချိန်ကာလပြောမဆိုအချိန်ကာလတစ်ခုဒီရာသီဥရုဘောနော်ရာသီဥရုအနေထားမှာဆိုတော့အရန်ကြီးကိုသူ့အတွက်ကလေအရန်ကြီးတင့်ကိုရန်လွမ်းနေရဆိုတဲ့အနေထားရာသီဥရုအနေထားမှာလဲကိုယ့်ရဲ့လွမ်းဆုံမှုကိုပို့ပြီးတော့မှထင်ရှားစေတယ်ဖြစ်ပေါ်စေဆိုတဲ့အနေထားမှာဆိုတင့်ကိုအဲလွမ်းနေတယ်ဆိုတဲ့အနေထားတွေ့ရတဲ့တစ်ဖက်သူမှာလေတွေ့ရတယ်အဲ့တော့ပြောမဆိုရင် ဒီမှာမျှော်လင့်ချက်လေးကျမတွေ့နေရတယ်เนาะအဲ့တော့သူတင်ရလဲသူနဲ့တွေ့ဖို့မျှော်လင့်ချက်ရှိတယ်လို့တစ်ဖက်သူကတင်နဲ့ပြန်ပြီးတော့မှလေတချို့လေးတွေဒီမှာ connection ပြတ်တက်တူတွေနေထားဆိုမျှော်လင့်ချက်လေးကိုစီထားနေကြတယ်ကိုကလည်းသူနဲ့ပြန်ဆောင်ဖို့ရှိရဲအဲ့တော့တစ်ဖက်သူကလည်းကိုနဲ့ပတ်သက်ပြီးတော့မှပြန်ဆောင်မယ်ပြန်ဆောင်ခြင်းနဲ့ဆိုတဲ့အနေထားပေါ့เนาะပြန်ဆောင်ခြင်းနဲ့ဆိုတဲ့အနေထားဒီမှာတွေ့နေရတယ်အဲ့တော့ collective လေးเนาะဒီမှာမြင်ရတာကျမမြင်ရတာအဲ့တော့ single လေးလည်းပါတယ်เนาะ single လေးပါလဲလက်ရှိ relation ရှိတဲ့သူတွေလေးလည်းပါတယ်အဲ့တော့ကိုကိုသတိရနေဆိုရင်မှကိုရဲ့အဆက်သက်ပြတဲ့လို x ကလည်း တတိယနေရဆိုအနေထားပေါ့နော်အဲ့တော့ဒီမှာဆိုရင်တချို့ connection ပြတ်နေတဲ့သူလေးမှာဆိုနည်းနည်းကိုစုတောင်းနေရမျိုးသားမို့လဲကိုဖြစ်နေတဲ့အရာလေးကိုအဲသူနဲ့မျှော်လင့်ချက်တွေရှိနေစောင့်စားနေတယ်ပေါ့နော်စောင့်စားနေမျှော်လင့်ချက်လေးကိုဆက်ပြီးတော့မှ ရှင်သန်ပြီးတော့သွားနေတာမျိုးပေါ့နော်အဲ့တော့ဒီမှာနှစ်ယောက်စလုံးအနေနဲ့တွေ့ရတယ်စင်ကလေးမှာလေတစ်ဖက်သူကိုစောင်းတိုင်းနေအထာမှာဆိုရယ်ကိုသူနှစ်ပတ်သက်တဲ့ညှော်လင်းချက်လေးပြန်လဲထပ်ပြီးတော့ကိုရှင်သန်စွာနဲ့ကိုသွားနေရယ်ဆိုတဲ့အနေထားမျိုးအဲ့တော့တစ်ဖက်သူကလည်းကိုသတိရတယ်လွမ်းဆွတယ်ကိုဘက်ကလည်းသူနှစ်ပတ်သက်တဲ့ညှော်လင်းချက်ကိုဆက်လက်ပြီးတော့မှရှင်သန်စွာနဲ့စောင်းစားနေရယ်ဆိုတဲ့အနေထားမျိုးသတိရနေရမျိုးလည်းတွေ့ရတယ်နော်အမ် quality လေးတွေမှာလေ quality လေးမှာတွေ့နေရတယ်အဲ့တော့ပြောမယ်ဆိုရင်တင်းနဲ့ပတ်သက်တဲ့အကိုပေါ့ ဟိုအမှတ်တရလေးလေးရှိခဲ့ရင်အမှတ်တရလေးရှိကောင်းရှိခဲ့လိမ့်မယ်ကော်လက်တက်လေးတွေမှာလေသူနဲ့ကြားမှာကိုနဲ့အမှတ်တရလေးအမှတ်တရလေးပစ္စည်းလေးပေးထားတာမျိုးပေါ့နော်အဲအမှတ်တရဒီမှာဆိုအမှတ်တရပစ္စည်းတစ်ခုနောက်သားကြမှာရှိကောင်းရှိလိမ့်မယ်ဒီအမှတ်တရပစ္စည်းလေးကြည့်ပြီးတော့မှသတိရနေတာမျိုးလည်းတွေ့ရတယ်ကော်လက်တက်လေးတွေနော်တစ်ဖက်သူနဲ့တင်နေကြမှာလေအော်ဒီနောက်ဆုံးတစ်ကပ်လေးကျွန်မကြည့်လိုက်မယ် အဲ့တော့ဒီမှာတချို့လက်ရှိလက်ရှိရှိအဆင်ပြေတဲ့သူတွေပါကောင်းပါလိမ့်မယ်အဟန်းကြီးဖြစ်နေရဲ့အဲ့ဒီအနေထားမှာလည်းနည်းနည်းလေးလေးတစ်ဖက်သူကနည်းနည်းသူ့စိတ်ကိုသူကိုနဲ့သူနဲ့ကြာမှာအဆင်ပြေဖြစ်ပေမဲ့လည်းဟိုသူ့စိတ်လေးနည်းနည်းလေးသူအရင်လိုမမနာလေးမထားဘဲနဲ့သူ့စိတ်လေးချော့ပြီးတော့မှကိုယ့်ကိုလေးပြန်ပြီးတော့မှအမ်ဟိုဘယ်လိုမျိုးလဲဘယ်လိုအဆင်ပြေအောင်နှစ်ယောက်တအားစုံစည်းဖို့ ဒီမှာအဆင်ပြေဘက်နဲ့ဒီနည်းနည်းလေးအဆက်သက်ပြတ်ပြတ်နေရတူတယ်ကျွန်မတွေ့နေရတယ်နော်အဲ့တော့ဒီဒီအနေထားမှာလည်းတစ်ဖက်သူနေထားမှာကိုရှူပြန်ပြီးတော့ဆက်တွေ့ဖို့တွေသူ try mode တွေစူးစမ်းနေရဆိုတဲ့အနေထားတွေ့နေရတယ်နော်အဲ့တော့ကြည့်ရမယ်ဆိုရှင်တင့်ကိုတတိယနေရတူတွေကတော့ဒီမှာအဲ single လေးမှာလဲကိုယ်နဲ့လက်ရှိတချို့ single လေးရင်တိတ်မကြခင်သိခင်မှာမနော် break up break up ဖြစ်သွားတယ်။အဲ့အနေအထားမှာကိုယ့်ရဲ့တစ်ဖက်သူကလေးပြန်ပြီးဆက်သွယ်ခြင်းနဲ့အနေအထားမျိုးနည်းနည်းသူ့ရင်ထဲမှာတင်းနဲ့ပတ်သက်တဲ့နာကျင်မှုရှိပေမဲ့လည်းတင်းနဲ့ပတ်သက်တဲ့ memory ကိုသူ့ကိုမေးမရနိုင်တာမျိုးတွေ့ရတယ်နော် single လေးမှာပြန်ဆက်သွယ်ခြင်းနေတယ်။အဲ့တော့နောက်တစ်ခုကကြတော့ relationship မှာဆိုနည်းနည်းဟိုပေါ့ အဆက်အသွယ်တစ်ခုတစ်ချို့ကြာကြတော့လေဒီလိုမျိုးအကြောင်းအရာတစ်ခုကြာအဆက်အသွယ်ပြတ်သွားရတယ်ပေါ့နော်အဆက်အသွယ်နည်းနည်းကြာနေပြီအဲ့ဒီအနေထားမှာသူသူတင်ရလဲစောင့်နေတယ်အဲတစ်ဖက်သူတင်ရလဲတင်မျောလင်းချက်လေးနဲ့ရှင်းတယ်တစ်ဖက်လူကတင်ကိုဘယ်လိုမျိုးလဲပြန်ပြီးဆက်သွယ်ဖို့လဲစ조사နေတယ်အဲ့တော့တချို့လေးမှာဆိုကျမမြင်နေရတာလေဒီ collective လေးတွေမှာလေ collective လေးမှာအဲအဆက်အသွယ်နည်းနည်းပြတ်သွားပြီးတော့မှနည်းနည်းအချိန်တန်ကြာပြန်ပြီးတော့တစ်ဖက်လူကကိုယ်ဘယ်လိုနည်းနဲ့ကိုယ်ရှိလာပြီးတော့ဆက်သွယ်ရမလဲဆိုရယ်နီးလန်းလေးတွေစ조사နေတယ် ဆိုတာလည်းတွေ့နေရတယ်เนาะတချို့လည်းလျှက်ရှိလက်ရှိရှိရတဲ့သူတွေကလည်း ပြန်ပြီးကိုနဲ့သူနဲ့ကြမ်းမလို့ပေါ့ဟိုလည်းဖုန်းဆက်ပြီးတော့မှတတိယလည်းလက်ဆက်တယ်ဆိုတဲ့အနေထားမျိုးအတူမရှိတဲ့အနေထားမှာလည်းနည်းနည်း away distance လေးပေါ့နော် away distance လေးပါဆိုရင်ဖုန်းနဲ့ဖြစ်ဖြစ်ဒါမှမဟုတ်လည်း social media ဖြစ်ဖြစ် try ပြီးတော့မှတင်းတို့နှစ်ယောက်တင်းတို့နှစ်ယောက်ပေါ့နော်ပြောဖြစ်ဆိုဖြစ်တာမျိုးလက်ရှိအနေထားမှာတွေ့နေရတယ်အဲ့တော့ကိုမိဘကလည်းကိုကိုတတိယနေတယ်ပေါ့နော်ကိုမိဘကကိုတတိယနေကိုစားခြင်းနဲ့အစားတောက်လေးတွေဟင်းလေးတွေလှုပ်ပေးခြင်းတာမျိုးပေါ့သူ့ဘက်ကလေကိုအဲ nutrition မှုလေးတွေကိုအရင်နဲ့မတူဘူးပြီးတော့ပို့ပြီးတော့မှပေးခြင်းတဲ့အနေထားမျိုးမိဘကိုရဲ့ဆွေမျိုးကိုရဲ့မောင်နှမလေးတွေကလည်းတင်းကိုတတိ ေးရမယ်ဆိုတဲ့အနေထားကိုတွေ့နေရတယ် collateral လေးเนาะအဲ့တော့ဒီမှာဆိုရင်ကြည့်ရတဲ့အနေထားမှာ h ဒါမှမဟုတ်လေကိုနဲ့ဟိုအတန်ကြာ connection ပြတ်နေတဲ့သူကလည်းသိရှိအဲတရှိဆက်သွယ်ခြင်းတွေလာခြင်းတွေဆိုတဲ့အနေထားလဲကျွန်မတွေ့နေရပါတယ်အဲ့တော့ဒီနေ့ပေါ့နော်တဲ့ဘလူတရီယာလဆုံနေတဲ့တွေးနေရဆိုအနေထားကတော့ဒီလောက်ပါပဲအဲ့တော့ collective လေးလက်ဒီ ring လေးကိုကျင်းနေမောင်းညွှန်လင်းပါတယ်နော်အားလုံးကကျေးဇူးတင်ပါတယ်ကျမရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်နော်ကျမတို့နောက် video မှာတွေ့ကြပါမယ်နော်အားလုံးကကျေးဇူးတင်ပါတယ်ရှင်